အားလုံးပဲမင်္ဂလာပါဒူဒူဂိမ်းမင်းကနေပြီးကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့နိုဝင်ဘာ9ရက်နေ့မှာရောက်ရှိလာမယ့် Development ကို NSC Event မှာလေလာရဲ့လက်ကျန် NSC Skin တကောင်ရဖို့ကို Demo 2006လောက်လေးနဲ့ဘလို့ယူရမလဲဆိုတော့ကိုပြောပြပေးတော့ပါမယ်ဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေတို့ကလည်းစိတ်ရှိရှိနဲ့ကြည့်ပေးဖို့ကိုတောင်းဆိုပါရစေဒါမှလည်း Demo တွေအများကြီးမကုန်ကြပဲ Demo နည်းနည်းနဲ့ရမှာဖြစ်လို့ပါခင်ဗျာနောက်ပြီး ဗီဒီယိုစသဖြင့်မှာအတူတူရဲ့ channel လေးကို subscribe လုပ်ရလို့ဆိုရင် subscribe လေးလုပ်ပေးကြပါဘူးပထမဆုံးဒီ event မှာဘယ်လိုလဲရမလဲဆိုတာကိုမပြောခင်မှာဒီ event မှာ fees တုံးကံတွေရနိုင်မယ်နေရာ300တောင်ပါလာတယ်ပေါ့နော်အော်ဒီ fees ဆိုပေမဲ့လည်း demo ထည့်ရတာမျိုးပါခင်ဗျတော်ကြမိတ်ဆွေတို့က gain ဆော့ခိုင်းတဲ့ test တွေထင်းနေမှာဆိုလို့ပါဒါဆိုဘယ်နေရာကနေရမလဲဆိုတာကိုကြည့်ကြည့်လိုက်ရအောင်ပထမဆုံးရနိုင်မယ့်နေရာကဒီနေရာတွေပါ ဒီအားလေးကကျတော့ Dynamo Reshare လုပ်ပြီးမှရမယ်ဒါမှဒါအသုံးခံတွေကိုရမှာပေါ့ဗောနော်ဘယ်နှကတိရနိုင်မှာလဲဆိုရင်ဒီမှာရှေ့ရလုံး Dynamo တက်ရ Reshare လုပ်လိုက်မယ်ဆိုရင်သုံးခံအနေနဲ့6ကတိရရှိမှာပဲဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တစ်ခုကတော့ Dynamo Reshare လုပ်ထားမှာမဟုတ်ပဲね Dynamo နဲ့ဝယ်ရတာမျိုးပါခင်ဗျာမဝယ်လို့ရောမရဘူးလားဆိုရင် Legend Skin ယူဖို့အတွက်ဆိုရင်တော့ဝယ်ကိုဝယ်တင်ပါနေဗျာဘာလို့လဲဆိုတော့မိတ်ဆွေတို့ကိုဆက်ပြီးရှင်းပြပေးပါမယ်ခင်ဗျာ ဒီမှာဆိုရင် diamond set လုံးနဲ့တုံကတကယ်ရတယ်ဗျာဒါကြီးကတန်တယ်ပေါ့နော်ဘာလို့လဲဆိုရင် one door ကို diamond တက်ရဗျာအခုဒီနေရာမှာ diamond set လုံးနဲ့ဝယ်လိုက်တာဆိုတော့တန်တော်ကရနိုင်ပြီပေါ့နော် diamond 60တောင်မှတတ်တာလေဗျဟုတ်တယ်မလားဒါဆိုဒီကနေပြီးတော့ဘယ်နှကတ်ထီးရနိုင်မှာလဲဆိုရင်၈ကတ်ထီးရနိုင်မှာလေဗျဒါပေမဲ့အကုန်လုံးကို diamond 30နဲ့ဝယ်ရတာမျိုးမဟုတ်ဘူးဗျဘယ်လိုမျိုးလဲဆိုရင် diamond set လုံးနဲ့တုံကတကတ် diamond 49လုံးနဲ့တုံကတကတ် ိုင်မို89တော့နဲ့တောက်ကတကဒိုင်မို180နဲ့တောက်ကနကဒိုင်မို300နဲ့တောက်ကတုံးကဗျာအဲ့တော့တုံးကက၈ကတိရပါပဲဖြစ်ပါတယ်ခင်ဗျာဒိုင်မို့ကတော့628လုံးကိုကြခဲ့ပါတယ်ဗျာမိတ်ဆွေတို့က event မှာဒီတိုင်းကြီးမြန်မာလူကြီးဗျာ၈ကြိမ်လောက်တော့လိုက်မယ်ဆိုရင်ဒိုင်မို့က600လောက်ကိုကောက်ကြမှာပဲဖြစ်ပါတယ်ဒီမှာဝယ်လိုက်မှဆိုရင်ဒိုင်မွန်628လုံးလေးနဲ့6ကြိမ်စာလောက်ကိုရနိုင်ပြီပေါ့နော် ဒါကြီးကနေထိုင်နေတုံးကနှက်ကတ်ကိုအလဲကားရလိုက်တာနဲ့အတူတူပဲပေါ့ဗျာဒါတွေပဲလားဆိုတော့မဟုတ်လေပါဘူးမပြီးသေးဘူးပေါ့နော်ဒီမှာတုံးကန်လေးလော်ဝယ်လိုက်ရေဒိုင်မိုကန်ဆန်လို့ရမယ်တုံးကန်တွေပါထပ်ပြီးရရဆိုတော့အကယ်၍ကိုကကန်ကောင်းပြီးဒိုင်မိုတွေပါပြန်ပြီးရနိုင်သေးတယ်ဗျဒါကြောင့်မိတ်ဆွေတို့ကလက်ချက်စကင်ကိုယူမယ်ဆိုရင်ဒီမှာလာကိုလာပြီးတော့ဝယ်ဝယ်တင်တယ်ပေါ့နော်နောက်ထပ်ရနိုင်မယ့်နေရာကတော့ premium sprint လာတဲ့နေပါဗျ ဒီ free tone က page ဝင်လာတဲ့ခါကြရဲ့အများဆုံး diamond reach share မှာကတော့တထောင်ထိပါဗျ။1000ထိဆိုမဲ့လည်း free tone ကရဖို့ဆိုရင်900ထိဖြည့်ပြီးတော့ငါပြန်သုံးမဲ့ဆိုရင်တုံးက76ကျက်ရမှာပဲဖြစ်ပါလေခင်ဗျာ။ဒါပေမဲ့ message တော့က legend skin ယူမှာဖြစ်တဲ့အတွက်ကြောင့် diamond reach share ကမဖြစ်မနေကိုလောက်ပေးရပါမယ်။ပါလဲဆိုရင် diamond 1000တိ share လုပ်လိုက်မှဆိုရင် promo diamond တွေအကုန်လုံးကိုရပြီးတော့ nominee diamond 300တာနဲတော့မှာပါခင်ဗျာ ပရိုမိုတိုင်းမှုကတော့ဘယ်လိုမျိုးယူရမလဲဆိုတာနဲ့ဘယ်လောက်ထိရနိုင်မလဲဆိုတာကိုခဏကြာရေးဆက်ပြီးပြောပြပေးတော့မှာပဲ case 2မှာတော့ပရိုမိုတိုင်းမှုကမပါတော့ဘူးအများဆုံး wishes ကတော့ဒိုင်မို900ထိပါပဲ case 2မှာလည်းဒိုင်မို900ဖြည့်ပြီး900သုံးမယ်ဆိုရင်တုံကန်အနေနဲ့ဆက်ချက်ကရမှာပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ case 1နဲ့ case 2နှစ်ခုပေါင်းပြီးတော့တုံကန်အနေနဲ့36ကက်ထိရရှိမှာပဲဖြစ်ပါတယ်ခင်ဗျာ ဲ့တော့ဒီ3နေရကနေပြီးတော့မိတ်ဆွေတို့ကတုံကန်တုံကန်50ထီကိုရရှိမှာပဲဖြစ်ပါတယ်ခင်ဗျာဒီတုံကန်အခု50ဆိုတဲ့ဟာက development skin တကောင်ကို AC လေးယူလို့ရတဲ့အနေထားပေါ့နော်ဒါပေမဲ့ legend skin ယူမှာဆိုတော့ဆက်လက်ရမှာပါခင်ဗျာဒီ legend skin တကောင်ရအောင်ဆိုရင်အချိန်ရည်အနေနဲ့100လောက်ကိုတွက်ကြမယ်ပေါ့နော်ဒါဆိုအချိန်တရာထိပြအောင်ဘလို့တွေလောက်ရမလဲဆိုတာကိုဆက်ပြီးပြောပြပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ ဘယ်လိုလဲရမလဲဆိုတာကိုမပြောခင်မှာ promo time mode ကဘယ်လိုမျိုးရပြီးတော့ဘယ်လောက်ထိရနိုင်မှာလဲဆိုတာကိုအရင်ဆုံးပြောပြပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ promo time mode ကဘယ်လိုရမှာလဲဆိုရင် login winner တွေ gain score တွေ task တွေပါအဲ့လိုမျိုးဟာတွေလုပ်ရင်း free ရမယ် promo time mode က825လုံးပြီးရင်စစရည်နေ့မှာနောက်ထပ်15လုံးနိုဝင်ဘာ9ရက်နေ့ကျရင်ဒီလိုပုံလေးကနေပြီးတော့ promo time mode 16လုံးအဲကနေပြီးတော့ ဒီ promo တိုင်းမုံဆက်ကိုအောင်ကနေပြီးတော့ဆက်1300တစ်ဆက်လုံးထိကဆန်လို့ရမှာဆိုနေဆက်ကိုလုံးပဲရတာများတယ်ပေါ့နော်ဒါကြောင့်မလို့ဆက်ကိုလုံးနဲ့ပဲတွက်ကြည့်လိုက်ရအောင်နောက်ပြီးတော့ဒီမှာခါတိုင်းနဲ့မတူတာကဒီမှာတက်တော်နဲ့ရှိရင်နောက်ထပ် promo တိုင်းမုံအလုံး50ထည့်ရပါလိမ့်တယ်ဗျဒါဆိုကြည့်လိုက်ရအောင် test တွေပါတွေလုတ်ပြီးတော့ရတာကအတိုင်း promo တိုင်းမုံ125လုံးဆက်ဆက်ရင်ဆက်ဆက်ရင်ဒီမှာ25လုံး နောက်ဆုံးနေ့မှာ19လုံးတစ်တော်နဲ့ချိန်လို့ရတာကအလုံး90အဲတော့စုစုပေါင်းပရိုမိုတိုင်းမှုက906လုံးထိရရှိနေပြီပဲဖြစ်ပါတယ်ခင်ဗျာပရိုမိုတိုင်းမှုထိုင်ရမယ့်နေရာကကြာမှာနေတယ်အဲနေရာကတော့ NSC event page 1လာတဲ့ခါကြရေဒိုင်မို1000ထိ reshare လိုက်မယ်ဆိုရင်ပရိုမိုတိုင်းမှုကနောက်ထပ်800ထိချက်မှန်ရရှိမှာပဲဖြစ်ပါတယ်ခင်ဗျာအဲတော့အရှိမှန်ရတာက906လုံးဒိုင်မို reshare လိုက်လို့ရတာက800 ပေါင်းလိုက်တော့900လုံးပဲဖြစ်ပါတယ်ခင်ဗျာကဲဒါဆိုတုံကန်တွေကဘယ်လိုရပြီဘယ်ကနေယူနိုင်မလဲဆိုတာကိုလည်းသိပြီးပြီပရိုမိုတိုင်းမှုကလည်းဘယ်လောက်ထိရနိုင်မလဲဆိုတာကလည်းသိပြီးပြီဆိုတော့ဒါဆိုဘယ်လိုလဲရမလဲဆိုတာကိုဆက်ပြီးပြောပြပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာဒီ event ကနိုဝင်ဘာ9ရက်နေ့မှာရောက်လာမှာဖြစ်ပြီးအနေကြရေး VD ပတ်တပတ်ထည့်လိုက်မယ်ဒါဆိုရင်ဒိုင်မွန်တိတ်ရပြီးရှယ်လောရမယ့်ဟာကပြီးလို့တုံကတ်တကယ်ရမယ်ဗျာ ပြီးတော့မက်ကရောဘန်းမှာဒီနေရာမှာတုံကန်ကိုဒိုင်မွန်ဆက်လုံးနဲ့ဝယ်လိုက်ပါအဲ့ဒီမှာပဲတေစကောင်နဲ့တစ်ကြိမ်လဲလိုက်ပါခင်ဗျာဒါဆိုမိတ်ဆွေတို့ပါဒိုင်မိုကအလုံး၄၀ကျန်ပြီးတော့ဒေါ်က၃ကြိမ်ရနေပြီပဲဖြစ်ပါတယ်ခင်ဗျာနိုးရနိုးဝင်ပါ၆ရက်နေ့မှာတော့ဒိုင်မို192လုံးထည့်လိုက်ပါဒီဒိုင်မိုထည့်တဲ့နေရာမှာဝီလီဘတ်ထည့်ရရတယ်ဗောနော်ဒါပေမဲ့တချို့မိတ်ဆွေတွေကဝီလီဘတ်ပြည့်နေတာမျိုးတွေတည်းရှိနေတယ်လို့ဝီလီဘတ်ထည့်ဖို့ ရံမလောက်တာမျိုးတွေလည်းရှင်းရတာမလို့ဒိုင်းမွန်ထဲတဲ့ဟာနဲ့ပဲပြောပြပေးတော့မှာပဲဗျ6ရက်နေ့မှာဒိုင်းမွန်120နှလုံးထည့်လိုက်ရဖြစ်တဲ့အတွက်ကြောင့်ဒိုင်းမွန်တရားဝီရှယ်ရမယ့်ဟာကပြည်ပြီးတော့တုံးကတကက်မက်ကတော့မှာဒိုင်းမွန်49လုံးနဲ့တကက်ဝယ်လိုက်မယ်6ရက်နေ့မှာပဲဒီစကောင်နဲ့တကြိမ်လဲမယ်အဲ့တော့ဒိုင်းမွန်က133လုံးကျက်မယ်ရောက6ကျိန်9ရက်နေ့မှာလည်းဒိုင်း ခုနှစ်ရက်နေ့မှာတော့ဒိုင်မိုတထောင်ထီဝီရှာမှာပါဗျာဘာလို့လဲဆိုရင်နိုဝင်ဘာခုနှစ်ရက်နေ့မှာဖီးတုံကန်ပစ်စ်ဝင်လာတာဖြစ်လို့ပဲဖြစ်ပါတယ်ခင်ဗျာအဲ့နေ့မှာဒိုင်မိုတထောင်ဖြစ်မယ်ဒိုင်မိုရီရှာကနေပြီးတော့တုံကန်တကက်ရမယ်မက်ကရောကနေပြီးတော့ဒိုင်မို89လုံးနဲ့တုံကန်တကက်အဲ့ကနေပြီးတော့အဲ့နေ့မှာပဲဒစ်ကောင့်နဲ့တစ်ကြိမ်လဲမယ်ဗျာဒိုင်မိုကတော့ထောင်နဲ့34လုံးကျန်မှာဖြစ်ပြီးတော့ဒေါ်ကတော့9ကြိမ် page ဆိုတာမာရတာလေအတုံးကတွေကိုတော့7ရက်နေ့မှာပဲ user ရှင်းလေဗျ။ဘာလို့လဲကိုကိုအခုပြောတာရယ်7ရက်နေ့မှာယူတဲ့စီရင်ထဲကဖြစ်တယ်ကွာခင်ဗျာ။6ရက်နေ့မှာတော့ diamond 184လုံးထည့်မယ်။ mega drone မှာ diamond 180နဲ့တုံးကနက်ကက်ဝယ်လိုက်ပါ။အဲ့နေ့မှာ discount လက်တစ်ကြိမ်ဒါဆို diamond က986လုံးကျန်ပြီးတော့ဒေါ်က12ကြိမ်ပိုရနေ့မှာလည်းဒိုင်မွန်း182လုံးဖြစ်မယ်။ ဒီနိုဝင်ဘာ9ရက်နေ့မှာတော့ဒီ wish လောက်တာ9ရက်ပြည့်လို့ဒီကနေ့ပြီးတော့တုံကတကယ်ရမယ်ဗျာမဲကတော့မှအတိုင်းမုံ300နဲ့တုံကတုံကဝယ်လိုက်မယ်အဲ့ဒီနေ့မှာပဲ discount နဲ့တစ်ကြိမ်လဲလိုက်ပါဒါဆိုလက်ကျန်တိုင်းမူက638လုံးကျန်မယ်ဒေါ်က19ကြိမ်10ရက်နေ့မှာလည်းတိုင်းမူ192လုံးထည့်မယ်တစ်ကြိမ်လဲမယ်17ရက်နေ့မှာလည်းတိုင်းမူ192လုံးထည့်မယ်တစ်ကြိမ်လဲမယ်တိုင်းမူက1100နဲ့နှလုံးကျန်မယ်ဒေါ်က19ကြိမ် မိတ်ဆွေတို့ဟာရလာတဲ့ပရိုမိုဒိုင်မိုထောက်ကူနေရကိုဒီ7ရက်နေ့မှာဆက်စစ်ချိန်လဲလဲပါခင်ဗျအဲ့နှစ်ကြာရေပရိုမိုဒိုင်မိုထောက်ကူနေရကုန်ကြပြီးတော့နိုမဒိုင်မိုက420ကုန်ကြသွားတာပဲဖြစ်ပါတယ်ခင်ဗျဒါဆိုလက်ကျန်ဒိုင်မိုက682လုံးရောက40မိတ်ဆွေတို့ဟာဒိုင်မိုကတော့အမယ်တက်စ်ကပြည့်သွားတာဖြစ်တဲ့အတွက်ကြောင့်ဖီတုံက78ကအဲ့တော့တုံကတိုးတဲ့ရောက58ချိန်ရနိုင်ပြီပဲဖြစ်ပါတယ်ခင်ဗျ ဒိုင်မွန်900သောမက်တက်စကားဘယ်လိုပြေးသွားလာလဲဆိုရင်ပရိုမိုဒိုင်မွန်နဲ့လဲလိုက်တာက420 9ရက်နေ့ကနေပြီးတော့17ရက်နေ့ထိ draw van draw ချင်းလာလိုက်တာ350ပေါင်းလိုက်တော့980ဒါကြောင့်မို့ဒိုင်မွန်900သောမက်တက်စကားပြေးသွားပြီလို့ပြောတာပါခင်ဗျာနောက်ပြီးမိတ်ဆွေတို့ဒေးထားမှာက tan draw discount ကို page 2 12ချထားရမှာပါခင်ဗျာ ။နိုဝင်ဘာ12ရက်နေ့မှာလည်းဒိုင်မို182လုံးထည့်မယ်။အဲနေ့ကျရင်ဒိုင်မို reshutter ရှယ်ရပြည့်သွားလို့၃ကတ်၅ကတ်ထည့်ရမယ်ဗျာ။အဲနေ့မှာပဲ discount တစ်ချိန်လဲမယ်။ဒိုင်မိုက654လုံးကျက်မယ်။73ရက်နေ့မှာတော့ထည့်ကြမလို့ပါဘူးဗျာ။ discount တစ်ချိန်လဲလိုက်ပါ။ set ၄ရက်နေ့မှာတော့ fee ၃ကတ် pitch 2လာတဲ့နေ့ပဲဖြစ်ပါခင်ဗျာ။အဲဒီနေ့ကျရင်ဒိုင်မို900 reshutter လိုက်မယ်။ပြီးရင်1ဒေါ်နဲ့ discount တစ်ချိန်လဲမယ်ပြီးရင်တန်တော် discount နဲ့ဒိုင်မို900နဲ့တစ်ချိန်လဲလိုက်ပါဗျာ ဒါဆိုဒိုင်မိုဒိုင်မိုက950လေးလုံးချက်မယ်ဒေါ်ကတော့82ကျဲရနိုင်ပြီပဲဖြစ်ပါတယ်ခင်ဗျာ max ရိုကိုရှေ့မှာ tandrod discount ကိုဘာလို့မတုံခိုင်းတာလဲဆိုတာကိုအခုနားလဲသွားပြီလို့ထင်ပါတယ်ဗျာ max ရိုကဒိုင်မို903လို့38ကအဲ့တော့ total draw က69 draw ကိုရရှိနေပြီပဲဖြစ်ပါတယ်ခင်ဗျာလေလာရဲ့ legend skin တကောင်ရဖို့ဆိုရင်ချိန်ရည်အနေနဲ့တရာလောက်ကိုလဲမအဆင်ပြေမှာပါခင်ဗျာ ဒါဆိုကျန်တဲ့တဲ့ဆက်တဲ့ချိန်ကို daily discount နဲ့လဲတော်လိုက်ရောမှာပဲခင်ဗျာဒါဆိုအချိန်တရာလဲပြည့်ပြီးမိတ်ဆွေတို့လိုချင်တဲ့စကင်လေးရနိုင်ပြီပဲဖြစ်ပါတယ်ခင်ဗျာအကယ်၍ကိုကလေလာရဲ့လက်ချက်စကင်မယူချင်ဘူးဆိုရင် level 11စကင်နှစ်ခေါင်ထီးကိုလဲလို့ရနိုင်ပါတော့နော်ဒါပေမဲ့လေလာရဲ့စကင်ကအရန်လာတယ်မလို့လေလာစကင်တော့ယူဖို့ကြိုးစားရှင်ပါတယ်ခင်ဗျာမိတ်ဆွေတို့က ဒေလာရဲ့ legend skin ကိုမှရမယ်ပြင်ကိုမှ character skin ပါထပ်ပြီးရမှာမရအဲ့ဒါကဒီ wish ကိုတွေထဲကနေပါခင်ဗျာဒီ wish ကိုလေးတွေကတစ်ချိန်လက်ရည်30တက်ပါလေဗျဒူဒူဆန်းလဲပြပါမယ်ဆန်းနမတော့တက်တယ်ပေါ့နော်မိတ်ဆွေတို့ကဒီမှာအကျင်းတရားလဲလိုက်တာဆိုတော့ဒီ wish ကိုအမကတော့ ထောင်လောက်ကပြည့်တာမလို့ဒီကနေ နောက်ထပ် collector skin ကိုပါနေထိုင်ရင်လည်း free ထိုင်ရရှိဦးမှာပါခင်ဗျာဒါဆိုလေလာရဲ့ legend skin ရဖို့ကိုတိုင်းမဘလောက်ကုန်ကြခဲ့လဲဆိုတာကိုတကြည့်လိုက်ရအောင်ဒီ mega robot မှာနေပြီးတော့တုံကန်ဝယ်လိုက်တာကအားလုံးပေါင်းတိုင်းမက628လုံး event မှာ1ဒေါ်တွေရော10ဒေါ်တွေပါလဲခဲ့တာတွေပေါင်းမဆိုရင်1980 event မှာတုံးခဲ့တဲ့1980နဲ့ တောင်းခဝယ်လိုက်ရဲ626လုံးပေါင်းလိုက်မယ်ဆိုရင်2598လုံးပဲကိုကြခဲ့ပါခင်ဗျာပြောမယ်ဆိုတော့2600ပါဗျာဒီဒိုင်းမိုး1000လောက်ကုန်ကြမယ်နေရမှာဒိုင်းမိုး2600လောက်ပဲကုန်ကြရှင်တော့အလုံးလောက်တော်တော်ရှုပ်ခန့်ရတယ်ဗောနောခေါင်းလောက်စားတယ်ဗျာဒိုင်းမဲဒိုင်းမိုးတော့တတ်တာတော့ဗောနောကဲဒါဆိုမိတ်ဆွေတို့လည်းနားလေသဘောပေါက်ကြမယ်လို့ထင်ပါတယ်ဗျာ အကယ်၍မတိတရတွေမရှင်းလိုက်တာတွေကိုတော့ comment မှာဝင်အောင်မေးမြန်းနိုင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုကြည့်ရင် developer skin တကောင်ပဲယူမဲ့သူတွေအတွက်ဘယ်လိုဖောက်ရမလဲဆိုတာကိုသိမေးသွားမှဖြစ်လို့ channel date ကို subscribe လုပ်ရလို့ဆိုရင် subscribe လေးလုပ်ပေးကြပါဦးကျွန်တော်တို့တို့ပါကြက်တွေ့ကြတာပါ